ပရိသတ်များအားလုံးပဲမင်္ဂလာပါ။ Gucci Channel ကနေပြီးတော့ပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာကျွန်တော်ရဲ့ Channel လေးကနေတင်ဆက်ပေးသားမယ့်ဇာတ်လမ်းလေးကတော့စိုင်းသူရမထွန်းရေးသားထားတဲ့စာနီရောမောင်မတ်နဲ့ယာမားနဲ့တွေ့ဆုံခြင်းနဲ့ပထမဆုံးလက်စားချေခြင်းဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါရစေ။တင်ဆက်မှုလေးကိုမဆခင်မှာပရိသတ်တွေကကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ထားပြီးတော့တင်သမျှတွေကိုသိနိုင်အောင်လို့ဘေးနားကနေဒီဘဲလေးကိုလည်းနှိပ်ထားပေးကြပါအောင်ဗျာ။ ဒီဇလန်လေးကိုတင်ဆက်ပေးသွားမယ့်သူကတော့ကျွန်တော်ကိုခန့်မဲဖြစ်ပါတယ်။ကဲဒါဆိုရင်တော့တင်ဆက်မှုလေးကိုစလိုက်ကြရအောင်ဗျာ။ဘူတောင်ပြောပြောရင်ကျုံရဲ့ကြောင်းကိုလည်းကြားတော့လေစိတ်ပြန့်အားငယ်မိသည်ကအမှန်ပဲဖြစ်ပါတယ်။ကျုံမြင်တော်မြင်မှုတဲ့ကျုံမိမာရီကဓမြရီလက်ချက်နဲ့အသက်သေဆုံးခဲ့ရတယ်လေ။သူကလူမန်းတိတဲ့စကတည်းကဦးတောင်နဲ့ဒေါ်စောင်းနေကိုမိမရင်းနေလို့ထင်မှတ်ခဲ့တယ်။ကျုံရဲ့ရောက်တော့မှဦးတောင်ကကျုံမိမအရင်းနေကြောင်ပြောပြတာပေါ့။ ချုပ်ကအခမားတို့ကိုဦးတောင်းနဲ့ဒေါ်စောင်းနဲ့ဘလို့ဖြစ်လို့ပေါင်းစည်းခဲ့ကြတယ်ပြောပြမယ်ဗျာချုပ်ကဦးတောင်းကခြေပြီးတော့ဘေးလွတ်ရောက်ကိုပြင်းရင်းနဲ့ဒေါ်နဲ့ထင်ကိုရောက်လာခဲ့တယ်ကဲကြပါအောင်ဆွေရရုတ်တရက်အမျိုးသမီးတဦးရဲ့အော်ဟစ်အကူကြီးတောင်းတဲ့ကိုကြားလိုက်ရတယ်ဦးတောင်းကညာဘက်ခါမလို့တရေတစီရီခြောက်လန့်လာလို့ထင်မှပြီးရှေ့ကိုထွက်ခင်းရပေါ့ကဲကြပါအောင်ရှင်ကျမနာနာဘွားမဟုတ်ပါဘူးကျမကိုကဲပါအောင်နောက်ထပ်မျိုးသမီးတန်ကထွက်လာရေးပါတယ် ဒီကားတော့ဦးတောင်းကအတန်လာရကိုရှောက်သွားလိုက်ချင်းဟာမင်းကဘလို့ဖြစ်ပြီးတော့လွန်နေနေနေရလဲလွန်နေနေနေရမျိုးသမီးကအကောင်းလေးပင်ပေါ်တော်တယ်ကျမအရင်ဆွဲထုတ်ပြီးပါပြီးရင်ကျမအကုန်ပြပြပါမယ်ဦးတောင်းကအိမ်မင်းကအိမ်မက်တရက်ကိုခူးလိုက်ပြီးတော့အိမ်ဘက်ပေါ်မှာကလေးကိုချလိုက်ပြီးအမျိုးသမီးကိုလွန်နေကနေဆွဲထုတ်လိုက်တယ်ဒါနဲ့မင်းကဒီကိုဘလို့ရောက်လာပြီးတော့ဘလို့လွန်နေနေရလဲကျမမင်းတော့ရွာသူပါ လူတက်မှုတစ်ခုကိုမြင်လိုက်ပြီးတော့သူတို့အမှုပေါ်မှာကြောက်လို့ကျမနောက်ကိုလိုက်ပြီးကျမကိုလက်ဆဖြောင်းနေတာပါခြေဦးတင်းရပြင်းလွန်ရင်းနဲ့တော်ရဲရောက်လာပြီးနှုန်နဲ့ပြုတ်ကြပြီးနစ်နေတာပါအစိုးရရအကောင်းလိုပဲပြောရမယ်နောက်ကလိုက်လာတဲ့သူတွေကကျမအောင်မတွေ့ရတာနဲ့နောက်ပြန်လှည့်သွားကြတာကျမဟာအရှင်းအကူကြီးပပားရင်အခုလောက်ဆိုနှောက်မှာတည်နေတော့ပါပြီအဲ့ဒီမျိုးသမီးကငိုတန်းဆက်ပြီးတော့ဖြစ်ချောင်းကွန်စင်ပြော့ပြားတယ် ဦးတောင်းကလည်းအိမ်ဘက်ပေါ်ချထားတဲ့ကလေးကိုကြည်လိုက်ပြီးအရှိကိုသွားမေးလို့တော့ဒါနဲ့ရှင်ရောဘလို့ဖြစ်ပြီးတော့ကလေးတယောက်နဲ့တော်ရရောက်နေရလေကလေးကိုကြည်ရတာမွေးကစားပဲရှိသေးတယ်မဟုတ်မှလည်းရောရှင်ကလေးခိုးလာလားဟာကွာပေါ့ပေါ့ရှင်ရှာငါဘလို့ရောက်နေလေပြပြမယ်ဦးတော်ကမိဘုံဘွဲမှာကြုံခဲ့ရတဲ့အကြောင်းကနေစပြီးတော့တော်ရင်ရောက်လာရတဲ့အကြောင်းအန်ဂျင်ရင်းနဲ့ပြောနေတာပေါ့။ဒါဆိုကျမတို့အဖြစ်ပြက်ခြင်းကမတူပေမဲ့ ဒုက္ခတဲ့ခြင်းတော့တူတယ်။ဟုတ်တယ်။ငါလည်းဒီဘက်ကိုမရောက်ဘူး။ဘယ်ကိုသွားလို့သွားရမလဲမသိဘူး။ငါအတွက်ဆိုရင်တော့ကြုံရနေလို့ရပါမယ်။ပါလာတဲ့ငါတူကြီးဖိုးတွင်းရဲ့ကလေးအတွက်ကရှိသေးတယ်။ဦးတော်ကကလေးငယ်ကိုချင်းရင်ပြောနေခြင်းဖြစ်ပါရဲ့။မျိုးသမီးကခဏမြစဉ်းစားပြီးတော့ရှင်ကျမနဲ့လိုက်ခဲ့မလား။ဒီနေရာနဲ့ခလန်းထဲမှာကျမမိဘတွေရဲ့အိမ်ရှိတယ်။သူတို့ကတော့မရှိချင်တော့ပါဘူး။အဲ့ဒီအိမ်မှာနေလို့ရပါတယ်။ ဒီလိုပြောလို့လေကျမအထင်မသေးပါနဲ့ကလေးတွက်ရှိရှိတာကြောင့်ကုညီယာရောက်တယ်လို့ကျမတွက်ရှင်းကိုအကိုတယောက်လို့သဘောထားအားကိုးလို့ရတာပေါ့တုတ်ထင်မသေးပါဘူးအခုလိုကုညီပေးလို့ကျေးဇူးတင်ပါတယ်အကိုတယောက်လို့သဘောထားပြီးစိတ်ချစွာနေပါဒါဆိုကျမနောက်ကိုလိုက်ခဲ့ပါအဲ့ဒီအိမ်ကရွှေနဲ့မနေလန့်တော့အစိတ်ချပါတယ်ဦးကောင်တို့ကလမ်းရောင်ကိုအာရုံပြီးတော့အဲ့ဒီမျိုးသမီးရဲ့အိမ်ကိုလိုက်လာကြည့်တယ် ဒီလိုနဲ့နေရင်ဦးသောကမုတ်ဆိုးဖို့ဒေါ်ဆောင်းတွေကလည်းမုတ်ဆိုးမှကျုပ်ရဲ့ရှိရှိတာတွေကိုတွက်ဆပြီးတော့ယူလိုက်ကြပါတယ်။သူကကစားဘောကစားဘက်ဟူရင်းလည်းမရှိမြေလေးနဲ့ညိုနဲ့ခွေးလေးဖြူထုတ်ကသာကျုပ်ရဲ့ကစားဘောလို့ပြောလို့ရတယ်။ကျုပ်ရှင်းနေသားရွယ်မှာဦးသောကတော်ရင်ချင်းခွေနဲ့လူတယောက်ကိုဝင်လက်ကနေကယ်ပေးမှုတယ်။သူကလည်းတောတောင်ကြောင့်စုံစမ်းနေသည်လို့သိရတယ်။သူ့တက်ကိုကယ်ပေးတာကြောင့်ဦးသောကငွေတော်များပေးခဲ့တယ်လို့ဆိုရင် ။ဦးတောင်းကအတင်းချင်းပဲမရမကပေးပြီးတော့ပြန်သွားတယ်လေ။ဦးတောင်းကလည်းရရင်ငွေတွေကခရီးသွားဖို့အတွက်မျက်နှာလေးတစ်ကောင်ကိုဝယ်လိုက်တယ်။အဲ့ဒီမျက်နှာကလေးတစ်ကိုယ်လုံးအနှံ့မှုပဲနဲ့အညိုရောင်စင်းတွေပါတာကြောင့်နတ်ညူဆိုပြီးတော့လေကျောက်ကနာမည်ပေးထားခြင်းဖြစ်တယ်။ဖြူတုံကြောင့်ပြောရမယ်ဆိုရင်ထွေထွေတူးတူးတော့မရှိပါဘူး။လူသားလန်းတဏီယာမှာခွေးငယ်လေးတစ်ကောင်ကိုတွေ့တော့အင်ကိုခေါ်လာမွေးထားရမှာတကောင်ကတီးသွားခဲ့တယ် တန်တဲ့တကောင်ကလည်းအမွေးတွေဆွတ်ဆွတ်ဖြူနေရကြောင်းဖြူတုပ်လို့နာမည်ပေးထားခြင်းဖြစ်ပါတယ်။သူကအခုရတီရောက်အောင်ပဲသူတို့ကအဖော်ပြစ်ခင်တွေခဲ့ရတာပေါ့။တောက်ရည်သူရအိမ်မှာထင်းကုန်နေပြီးသားရဲ့အမေကိုထင်းလေးတပွေးနှစ်ပွေးခွေပေးစားမှာကွယ်။သူကဝါးကလက်ထိုင်မှာထိုင်ရင်းကျုပ်ချောင်းတွေကိုစဉ်းစားနေချိန်မှာအမေဆောင်းရဲ့အတန်ကိုကြားရတာပေါ့။သူကဦးသောကိုအဖေလိုလဲတခါတလေမှခေါ်ရလေ။ဝေးစားမေတော့ဆောင်းနေကိုသူကလည်းအမေလိုပဲခေါ်တယ်။သူကလည်းအမေတန်ကိုကြားတော့အိမ်ထဲဝင်လာရင်းနဲ့အမေ ဒါနဲ့အမေကိုကြောက်တခုပြောအောင်မေဟေးဘာများတော့ငါသားရေပြောလေအမေကျုပ်ကိုမောင်မတ်လိုပဲခေါ်တာနော်သူရလို့အခုချိန်ရစာပြီးမခေါ်နဲ့တော့နော်ကျုပ်ပြောလိုက်တော့ကျုပ်ဘဝအကြောင်းကျုပ်သိနေပြီဆိုတာမသိသေးတဲ့အမေစောင်းနေရထူးထူးဆန်းဆန်းနေဘာလို့လဲငါသားရဲ့မောင်မတ်ဆိုရနာမည်ကြီးကမကောင်းပါဘူးကွယ်သူရဆိုရနာမည်လေးပဲကောင်းပါတယ်မဟုတ်ဘူးမေကျုပ်ဘဝအကြောင်းကျုပ်သိပြီကျုပ်ဘဝကအစိုးရနဲ့မွေးဖွားလာခဲ့တာ သူရဆိုတဲ့နာမည်ကလည်းအစိုးရနဲ့ကြုံတွေ့နေရတဲ့အချိန်မှာရှိခဲ့တဲ့နာမည်မလို့ပြောင်းချင်တာပါကျုပ်ပြောလိုက်တော့မေဆောင်းနေကအဝေါ်သွားပြီးတော့မျက်နှာလေးအောင်းကုန်ပြီးတော့အော်ตาရေတာဘဝကြောင့်ตาတိသွားပြီလားအမေတို့မိဘရင်းနေမှုတ်ဘူးဆိုတာသိတော့အရင်လုံးမချစ်သေးရဲ့လားအမေဆောင်းနေကမျက်ရည်လေးတွေစီးကြရင်းနေပြောနေတာပေါ့သူကအမေရဲ့ပခုံးကိုကင်လိုက်ပြီးတော့ အမေရဲ့ဘာလို့ပြောနေရလဲကျုပ်ကအမေကိုအမေရင်းတယောက်လို့အမေချင်နေပြီးသားပါအမေကလည်းကျုပ်ကိုကြည့်ပြီးတော့မျက်ရည်ချားကနေပြုံးနေတာပေါ့ဒီသားမီးနီးကဘာရင်းကိုနေကြရလဲဦးတော်ကအိမ်ထဲဝင်လာရင်းနဲ့မေးလိုက်ကြပေါ့ဘာဖြစ်ပါ့ရှင်ဒါနဲ့ချမင်းစားတော့မလားအမေပြင်းမဲ့လေးသားငါအတွက်ကတော့မပါဘူးလားဆောနေရဲ့အမေစကားကိုကြားတော့ဦးတော်ကမေးလိုက်ခြင်းဖြစ်ပါတယ် ခူးပေးပါမယ်တော့ကဲကဲကဲထိုင်နေကြကျွန်မသွားခူးလာအောင်မေးဒါနဲ့မေးခုနကထင်းနေကုန်တော့မယ်ဆိုအဲ့ဒါသွားပြီးတော့ထင်းခွေလာအောင်မေးပြန်လာကောင်းမှစားရမယ်အော်အေးအေးဂရုစားလေသွားအောင်သူကဘောရအင်းကြီးဝေပြီးတော့ဓမ္မကိုခါးစားထုတ်ပြီးတောထဲဝင်လာခင်းတောထဲမှာလည်းအကယ်၍အနေရနဲ့ဂျုံရင်သုံးနိုင်ဖို့အတွက်တစ်ပင်ကောင်းကောင်းတွေတွင်ခုတ်ဖို့ဖြစ်တယ်တေချောက်တွေကိုရှာပြီးတော့အျော်ကျုံးနဲ့ချီလိုက်ပြီးကြောမှာထမ်းလိုက်တာပေါ့ ။ထင်းခွင်ဆိုတာကလည်းထင်းချောက်တွေကိုရှာခြင်းဖြစ်ပါတယ်။ကျုပ်ကထင်းချောက်တွေကိုရှာရင်းနဲ့ကျုပ်ရဲ့ရှေ့ခန်းလန်းလန်းဝဲယုံမှာလှုပ်ရှားသွားတာကိုတွေ့လိုက်တာကြောင့်ဓမ္မကိုကြင့်နေအောင်ဆုပ်လိုက်ပြီးတော့ချီခေါ်သားလေးဝဲယုံနာကိုတိုးလာခဲ့တယ်။ရုတ်တရက်ကျုပ်စီကဝဲချုံတစ်ချောင်းကပြင်းဝင်လာရမှာတော့ကျုပ်ကခန္ဓာကိုယ်ကိုအမြန်ရှောင်တိန်လိုက်ပြီးတော့ဝဲယုံမင်းအုံဘေးကိုခုံဝင်လိုက်တယ်။ကျုပ်မကလည်းများခဲ့သူအဝေးပြေးလက်နဲ့မပအောင်လေ။ရန်သူစီမာကဘလို့လက်နက်တွေရှိသည်ဆိုတာမသိနိုင်တာကြောင့်အနိကတိုက်ခိုက်ရရွေးချယ်လိုက်ခြင်းဖြစ်ပါတယ် ဝယုံတွေကရှုပ်ထွေးစွာရှိနေတယ်။သူကလည်းမျက်လုံးကိုရှင်းရှင်းထားပြီးဟိုဒီကြည့်ရန်သူရဲ့လှုပ်ရှားခြင်းကိုအကဲခတ်နေမိတယ်။ရုပ်တရက်ကျုံတော့ဘက်ကလှုပ်ရှားတဲ့တခုကကျုပ်စီကိုဥတီလာနေတာကြောင့်နောက်ကိုလှည့်လိုက်တော့ဝလုံးတစ်လုံးကကျုပ်ခေါင်းပေါ်မှာအုံမိုးလျက်ရှိတာကြောင့်ဈားနဲ့အမြန်ခံလိုက်ပြီးတော့ရန်သူရဲ့ဘိုင်းနေရာလောက်ကိုမှန်းဆပြီးကန်တက်လိုက်တယ်။ရိတ်သူလည်းနောက်ကိုလန်ကျသွားခြင်းနဲ့တူကျုပ်ကအဲ့ဒီသူ့ဘော်ကိုခွာလိုက်ပြီးတော့ဓားနဲ့ရွယ်လိုက်တယ်။မလုပ်ပါနဲ့ဗျာမလုပ်ပါနဲ့ကျုပ်ကိုမတတ်ပါနဲ့ မင်းရပါသူလေဘာလို့ငါ့ကိုရံပြူအားလဲကျုံအောက်ကလူကိုကြည့်လိုက်တော့ကျုံနဲ့ရွယ်သူအသက်16နှစ်ရွယ်ကောင်လေးတယောက်ကိုတွေ့ရတယ်ကျုံကဓမြရီလက်ကအထွက်ပြေးလာတာပါကျုပ်ကဘဝဒံယာရီကသူတို့လှုပ်ထားကြတာပါညာလေသူတို့လိုက်လို့ပြင်းရင်းနဲ့တော်ရင်ရောက်နေတာဒီမှာပုန်းခွင်ရင်းနဲ့အကို့အမြင်တော့ဓာကြီးနဲ့ဆိုတော့လေရံသူထင်ပြီးတိုက်ခိုက်ရတာပါကျုပ်ကဒီကောင်လေးပြောပြတော့အပေါ်ကနေဖယ်ပြီးတော့တေချာကြည့်လိုက်တော့အပေါ်ရော်ရီရှက်ထိထားတဲ့ဓာရော်ရီကိုလည်းတွေ့ရတယ် ိတ်ကောင်လေးကကျုပ်ကိုလိန်ပြောနေခြင်းမဟုတ်တာသိကြတယ်လေမေကွာဘာလို့ကိစ္စတခုကိုအလှဉ်စလို့ဆုံးဖြတ်ရတာလဲကျုပ်ကနဘူးကချွေးရီကိုပစိုးစောင်းနေတော့ရင်မေးလိုက်ပါတယ်ကျုပ်လည်းကြောက်လို့ပါဗျာလက်ထဲမှာဓာကြီးနဲ့ခမရဟောင်မြင်တော့ရန်သူထင်ပြီးအရှင်တိုက်ခတ်မိဟာအမင်းကြောက်တာကိစ္စမဟုတ်ဘူးငါသာတတိလွနေရင်မင်းပြစ်လိုက်တဲ့ဝချွန်ကြောင့်သေးနေလာပြီကျုပ်ပြောလိုက်တော့ဒီကောင်လေးခေါင်းကုန်နေတာပေါ့ ူကြည့်ရတာလဲစိတ်တကြနေရင်ရှိနေလေဒါနဲ့မင်းနဲ့မရဘူးလေပြီးတော့အခုရောဘယ်လိုဆက်သွားမှာလဲကျုံနဲ့မရရှာမှာပါကြောက်သုံးလုံးရွာပြေးလာရင်လည်းဒီကိုရောက်လာတာနမရလည်းအဆမ်းပါလားကွာမသိရင်ရှေးခေကလိုလိုနေကျုံရင်ပြောလိုက်တော့ကောင်လေးကပြောရင်တန်းလန်းနေဒါနဲ့အခုနမရကရောငါနမရကမောင်မှတ်တယ်ကွာကျုံပြောလိုက်တော့ဒီကောင်လေးကရင်းနဲ့ အကူကတုတ်ကိုတော့ပြောကောင်းနေအကူနာမည်ကြတော့မောင်မန်းတင်ဟာကွာမောင်မန်းဖြစ်ဖြစ်ဘာဖြစ်ဖြစ်ပေါ့ကွာတဏမင်းငါမင်းရဖြစ်ဦးလေမင်းဖယ်ယူသွားမှလဲတုတ်ပြောလိုက်တဲ့စကားကြောင့်ယာမကခေါင်းငိုင်းဆိုင်ကျသွားခဲ့ပါတယ်တုတ်မှာမိဘတွေမရှိတော့အခုတော့လေဘဲကိုရောက်လို့ရောက်လက်မှန်းလည်းမသိဘူးတုတ်ရမှာတုတ်အေးအေးဆေးဆေးဘဝကိုဖျက်ဆီးနေရအောင်ဒီကောင်လေးလှုပ်လို့ပျက်စီးခင်းရပါပြီ ရွာမှာကြံခဲ့တဲ့တုတ်ချစ်သူခင်သာဟောတည်သလားရှင်သလားတော့မသိဘူး။ဘာမှစိတ်တင်ကြအာမငယ်နေပါနဲ့ကွာ။ငါလည်းသူလိုက်ခဲ့ငါလည်းမင်းလိုပဲဓမြရီရဲ့ကြောင့်တင်းနီယာကိုရောက်နေရတာ။ဓမြရီကြောင့်သာမဟုတ်ရင်ငါလည်းဒီကြွားထဲမှာရှိနေကြအကြောင်းမရှိဘူး။တုတ်လိုက်လို့ဖြစ်ပါမလား။ဖြစ်ပါတယ်။လာလိုက်ခဲ့။တုတ်ကရာမကိုအိမ်ခေါ်လာခဲ့တယ်။ငါသားဒါကဘာတူလဲကွယ်။ပြီးတော့ဘယ်ရလဲ။ ူနာမယာရာမတဲ့ကြောက်သုံးလုံးရွာလို့ပြောတယ်ကြောက်သုံးလုံးရွာဟာအဲ့ရွာအနောက်တော်ဝေးမှာကြံခဲ့ပြီကွယ်ဒါရီထားပါမီယာရာမကိုအိမ်မှာပဲခေါ်ထားကြမယ်လေသူမှလည်းဒံရီရထားတယ်ပြီးတော့ဘယ်ကိုသွားလို့သွားရမှန်းလည်းမသိသေးဘူးဟောအေးလေးရှာပါရင်ဒါနဲ့သာညနေကြရေးရာလေးသွားရအောင်မယ်နော်ဟုတ်ကဲ့ပါမီယာဒါသွားလိုက်ပါမယ်ဒါနဲ့ရာမမင်းကကုထင်ရစားပြီးငါညီတရားဖြစ်သွားပြီ။ ကျုပ်ပြောလိုက်တော့ယာမကမျက်ရည်တွေစီးကြလာပြီးကျုပ်ကိုဖတ်ထားတယ်။ကျုံနဲ့ယာမတူနေတဲ့တူဦးလေးလေးဓမြတွေလက်ချက်နဲ့ဆုံးသွားပြီကွမ်။ကျုံမဘာမှမရှိတော့ဘူး။ဒီတော့ကိုမတ်တူနေပဲနေခွင့်ပြုပါတော့။ရပါတယ်ကွာ။ငါလည်းမင်းနဲ့အဖြစ်ပြက်ကမထူးမခြားနာပါပဲ။ကဲကဲကဲမျက်ရည်တွေတုံးလိုက်။ဒါနဲ့မင်းဘိုက်စာနေရောဗောနေရောငါထမင်းခိုးရမယ်။ကျုံကလည်းယာမပုံစံကြည့်ရတာအချိန်တော်တော်ကြာပြေးလွှားထားပြီးတော့ ညစာမစားရသေးသေးကိုသိပြီလဲထမင်းနဲ့ဟင်းတွေကိုခူးခတ်ပေးလိုက်တယ်။စားစားစား။ရှားမအာမနာနဲ့နော်။နောက်ဆိုရင်လည်းမင်းရဒီမှာနေရမှာ။အိမ်မှာငါတို့ကူပင်းနဲ့နေဖို့ကွာ။တုတ်ကိုခုလိုလက်ခံပေးလို့ကျေးဇူးတင်ပါတယ်ကိုမ။ကိုမနဲ့အကြီးတို့လည်းခိုင်းစားရှင်တုတ်ကိုခိုင်းပါနော်။ဟေးကွယ်ခုတော့ထမင်းစားလိုက်အောင်။ဟုတ်တယ်ကွယ်။အခုတော့ထမင်းဝအောင်စားလိုက်။အမေစောင်းနေကလည်းရာမထမင်းစားနေသည်ကိုဘေးကနေကြည့်ပြီးပြုံးနေတာပေါ့။ ကျုပ်ကတော့နန်းညိုရှိရာကိုထွက်လာခဲ့ရင်နန်းညိုကကျုပ်ကိုမြင်တော့ပြေးလာပြီးတော့ကျုပ်ကိုခေါင်းနဲ့ပုတ်တတ်နေရင်လေဖြူတော့ကလည်းနန်းညိုရဲ့နောက်ကနန်းညိုနဲ့အတူကျုပ်စီကိုပြေးလာပြန်နေကျုပ်ကနန်းညိုနဲ့ဖြူတော့ကိုပုတ်တတ်ပိနေမိတယ်ကိုမကဒီရောက်နေရလားကျုပ်ကတော့ဟိုဘက်ဒီအောင်လိုက်ရှာနေသေးတယ်ကျုပ်ရဲ့နောက်ဘက်ကယာမတန်ကိုကြားရတော့လှည့်ကြည့်လိုက်ပါရင်ဖြူတော့မလုံးနဲ့ဖြူတော့အဲ့ဒါမင်းရဲ့တခင်အစ်စ်ဖြူတော့ဖြူတော့ရဲ့ လူစိမ့်ဖြစ်တဲ့ယာမကိုမြင်တော့ဖြူတုတ်ကတော့ရန်သူထင်မှတ်ပြီးတော့ယာမတန်ကိုပြီးသွားတာပေါ့တုတ်ကလည်းနောက်ကနေအော်ဟစ်ပြောဆိုနေပြီမဲ့ဖြူတုတ်ကရင်မသွားရင်ပြင်ယာမနောက်ကိုပြီးလိုက်နေတာပေါ့ယာမကဖြူတုတ်သူစီကိုပြီးလာနေတာမြင်တော့နောက်ကိုလှည့်ပြီးနီဆန်ယာတပေးပေါ်ကိုခုန်ထက်လိုက်တာပေါ့ကမကမြခွေကိုထိမအောင်ဗျာအကင်ပေါ့ကျုပ်တစ်ပင်ရောက်မှစောင့်နေတယ်ဗျာတုတ်ကလည်းယာမတက်နေတဲ့တစ်ပင်ရောက်ကိုသွားပြီးတော့ဖြူတုတ်ကိုပုတ်သက်ပြီးလိုက်တော့ ဖြူတော့ကအမင်းလေးနဲ့ရင်ငိမ့်သွားတာပေါ့ကဲကဲကဲစင်ငယ်တော့ရပြီမင်းတို့လူစိမ်းဆိုပြီးတော့လိုက်ဆွဲတာကွာတော်သေးတာပေါ့အပြေကောင်းသွားလို့တုတ်ရှင်းပြတော့မှယာမကပင်ပေါ်ကဆင်းလာတာပေါ့ဖြူတော့ကိုလည်းအလင်းမပေးပဲခဏခဏကြည့်နေတာပေါ့ကျုပ်တို့ကညနေရောက်တော့ယာနဲ့ဆင်းကြရင်ကျုပ်ကယာလို့ကိုဆင်းနေတာကထင်းရဦးတောင်းနဲ့တူလှုပ်ခဲတာဖြစ်ပါရင်အဲ့ဒါကြောင့်လဲရှားကိုဘယ်လိုဘေးပုံလောက်ရမယ်ဆိုတာသိနေပြီပေါ့ဦးတောင်းကကျုပ်ဆင်းနေတာကထင်းကကိုခံပညာသင်ပြီးရင် လေးကျင်ကန်လေးကိုပြင်းပြင်းထန်ထန်လှုပ်ခိုင်းပြန်တယ်။ကျုံကငငယ်ကတော့လေးကျင်ကန်လှုပ်ရတာမကြိုက်ဘူး။ဘာလို့လဲဆိုတော့လေးကျင်ကန်လှုပ်တာကတအားမောတာဘူးဗျာ။မကြိုက်ပေမဲ့လည်းဦးသောရဲ့နေစဉ်တိုက်တွန်းစကားကြောင့်လှုပ်ခန့်ရင်းနဲ့လည်းလေးကျင်ကန်လှုပ်ရတာနှိမ့်ချိုင်လာမိ။ကျုံရဲ့ကျောင်းသားတွေကလည်းကျဉ်လင်းလာပြီးတော့အခုဆိုရင်အားလေးအတော်လေးကောင်းနေခဲ့ပြီ။အားလက်တဲ့ချိန်ဒီမှာလေးကျင်ကန်လှုပ်ပြီးတော့ညပြည့်နေရင်တင်ပေးတယ်။အစတော့ဦးသောဘာလို့တင်ပေးနေလဲမသိပေမဲ့အခုမှပဲကျုပ်ကတော့နားလေခဲ့တယ်။ ယာရင်ရောက်တော့ဦးတောင်းနဲ့တွေ့ရင်ယာမအကြောင်းနဲ့အဖြစ်အပျက်ကိုပြောပြတော့ဦးတောင်းကယာမကိုလက်ခံပါတယ်။တို့တို့ကိုညီကိုရင်းလို့ချစ်ကြဖို့လဲမာတာပေါ့။ကျုပ်ကလည်းယာမကိုလေ့ကျင့်ခန်းနေကျုပ်နဲ့တူလုပ်ခိုင်းနေလေ။အစတော့ယာမကပြင်းနေပေမဲ့နောက်တော့လည်းကျုပ်လိုကျင်သားရသွားခဲ့တယ်။အချိန်ကြီးကတနေ့ကျော်ကြာသွားခဲ့ပြီ။ယာမမိသားစုဝင်တယောက်လိုဖြစ်နေပြီ။ဖြူတို့ကလည်းယာမကိုခင်တွင်နေပြီ။ဒါပေမဲ့နန်းညုတ်ကတော့ယာမကိုကျုပ်လာမခင်ကျုပ်ကသာအခင်ဆုံးဖြစ်နေရပေါ့။ဒါ အဖေတမယအဖွဲတစ်ဖွဲကိုတိုက်ရပါပစ္စည်းတွေနဲ့တော်ထဲမှာတွေ့ခဲ့တယ်။ကျုံးတဲ့ယာမကမြေကွက်လက်တစ်ခုမှာလေးချိန်ခံလုံနေတော့ဦးတောင်းကအမောတကောနဲ့ပြန်လာရင်းနဲ့ပြောချင်းဖြစ်ပါတယ်။ဦးတောင်းကိုမြင်သွားသေးလားဗျာ။ပြီးတော့တမယဘယ်နှယောက်ရှိလဲ။ကျုံးမိလိုက်တော့ဦးတောင်းကခေါင်းခါရင်နဲ့မမြင်ဘူးကွာဒီကောင်လေးက6ဟောလောက်ပဲရှိတယ်။အကုန်လုံးကအရက်တွေမူးနေကြတယ်ထင်တယ်။ဒါဆိုပိုင်ပြီကွာဗျာဒီကောင်လေးကိုသွားတိုက်မယ်။ ရှာမကပြောရင်းနဲ့ဘေးကဂျားကိုကောက်ခိုင်းလိုက်တယ်။ငါလည်းဒီကောင်လေးကိုတိုက်မယ်။မင်းတို့အနီးကတော့ဝင်မတိုက်နဲ့။မျောင်းရီယူခဲ့။ဒီကောင်လေးကိုမျောင်းနဲ့အရင်ပြစ်မယ်။မတေကမှဓာတ်နဲ့ဝင်ခုံမယ်။ဦးတောင်ပြောင်းလိုက်တော့တုံးနဲ့ရှာမကခေါင်းညီပြီးမျောင်းရီကိုလက်ကကိုင်းမျောင်းကြီးတောက်တွေကိုကြောမလွင်လိုက်တယ်။ဓာတ်ကိုတော့ခါးစားမှထိုးလိုက်ပြီးဦးတောင်နောက်ကလိုက်လာခဲ့တယ်။15မိနစ်မြောက်ရှောင်းလာကြပြီးတော့တစ်ပင်အောက်မှာအိတ်နေကြတဲ့ဓမြ6ယောက်ကိုတွင့်ရတယ်။တော်ရှာမကငါအချက်ပြန်မှာပြစ်ကြ။ ဦးသောကပြောပြီးတော့လေးကျိုးမှမြားတန်းကိုတက်ပြီးတော့မြားတပြည့်အကွာလောက်ကိုတိုးသွားခဲ့ပါတယ်။ကျုံနဲ့ရမလည်းမြားကျိုးကိုအတင်းဆုံးဆွဲထားလိုက်ပြီးတော့ဓမြတွေကိုချိန်ထားလိုက်တယ်။ဦးသောကကြည့်လိုက်တော့ခေါင်းငိမ့်ပြတာကြောင့်ကျုံတို့ကမြားကျိုးတွေကိုလွတ်လိုက်တယ်။ကျုံရမနဲ့ဦးသောရဲ့မြားတန်းတွေကဓမြတယောက်ချင်းစီကိုတချောင်းစီနဲ့သုံးယောက်ကိုလည်းစိုက်ဝင်သွားတာပေါ့။ရောင်နေထားကြအရန်သူရှိနေပြီ။တိမ်မူဟန်ပေါ်တဲ့ဓမြဘုံကယုတ်တိရဲ့ဖြစ်လာတဲ့အခြေအနေကြောင့်တန်တဲ့ဓမြတွေကိုနှိုးလိုက်တယ် ကျင်းတဲ့ဓမြတွေကလည်းတစ်ပင်နေနောက်ကိုပုံခွေလိုက်ကြပြီးတော့ကျိုးတို့ဘက်ကိုတနတ်တွေနဲ့ပြစ်နေကြတယ်။ကျိုးတို့ကလည်းတစ်ပင်နေကိုအကာအကွယ်ယူလိုက်ပြီးတော့မြားတွေနဲ့ပြန်ပြေးကြတာပေါ့။ဟာမြားတွေကုန်သွားပြီ။ဦးတောင်ဘယ်လိုလုပ်ကြမလဲ။ကျိုးကမြားတွေကုန်သွားတော့ဦးတောင်ကိုပြောလိုက်ခြင်းဖြစ်ပါတယ်။ဒီကောင်လေးလည်းပြန်ပြေးကြသေးပုံထောင်းရင်ကြည်ကုန်သွားတယ်ထင်တယ်။ကဲလှုပ်ခွဲပြီးအနီးကဝင်ချကြတော့တတိယထားကြတခုခုမှားနေပေးရမှာအသက်နော်။ ဦးတော်ကအချိန်ကိုကဲခတ်ပြီးတော့ဝင်တိုက်ဖို့ပြောတာပေါ့ကျုပ်ကလည်းမြားကြီးတောင်းနဲ့မြားတွေကိုချလိုက်ပြီးဓမြတွေနားကိုတဖြည်းဖြည်းနဲ့တိုးလာတယ်။ရှားမအတိထားကကြားလာ။ကိုမလည်းကိူးစတိုးတိုးကိစ္စပြီးပြန်ဆောင်ကြမယ်။ကျုပ်နဲ့ရမလည်းအချင်းချင်းတတိပေးပြီးတော့နီးနိုင်သမျှနီးအောင်တတိထားပြီးတိုးကန်လာခဲ့တယ်။ရုတ်တရက်တပင်နောက်နာကဓာတလက်ကကျုပ်မျက်နှာစီကိုအချိန်နဲ့ဝင်လာခဲ့တယ်။ကျုပ်ကလည်းခေါင်းကိုငုံရှောင်လိုက်ပြီးတော့အနောက်ကိုလှိမ့်ရှောင်လိုက်တယ် တင်ပင်နောက်ကသူကလည်းကျုပ်ကိုဓားချက်မထီတော့တင်ပင်နောက်ကထွက်လာပြီးတော့ကျုပ်ကိုဓားနဲ့ပြေးကုန်တယ်။ကျုပ်လည်းဓားချက်ကိုရှောင်တိန်နေရာကြောင့်ကျုပ်ကပြန်တိုက်လို့မရဘူးဖြစ်နေခဲ့ပါရဲ့။တခါတော့လည်းကျုပ်ကိုဓားနဲ့ပြေးကုန်တဲ့အချိန်ကျုပ်ကလည်းဘေးကိုရှောင်အရိသူရဲ့နန်သားကိုဓားနဲ့ဆောင်ထိုးလိုက်တယ်။အရိသူကလည်းနန်သားကိုလက်နဲ့အုပ်ပြီးတော့ကျုပ်ကိုမတိုက်ခိုက်ပဲကြည်နေရပေါ့။ကျုပ်ကလည်းအစားကလေးသာသာကောင်းလေးမှုအလွယ်တကူနိုင်မဲလို့တွေးချပါမိမယ်။ သူထင်ထားနိုင်မတူကြောင်းအဝါစွာကြည့်နေတဲ့အကြည့်တွေဖြစ်ပါတယ်။သူကလည်းတရုတ်ကိုမြဲမြဲစွာကန်ပြီးတော့ပြေးဝင်သွားပြီးဓားနဲ့လည်းအာကုန်ခုန်ချလိုက်တယ်။သူကလည်းသူ့ရဲ့ဓားချက်ကိုဓားနဲ့ပြန်ကားလိုက်တော့တန်ချင်းရိုက်ခတ်တန်ကထွက်ပေါ်လာတာပေါ့။သူကသူ့ရဲ့ရင်ဝါကိုကန်လိုက်ပြီးတော့သူ့လဲကျသွားရမှာသူကဓားကိုလက်နှစ်ဖက်နဲ့ကိုင်လိုက်ပြီးအာကုန်ထိုးချလိုက်တယ်။သူ့ဓားကသူ့ရဲ့ဝမ်းပိုက်ထဲကိုထိုးဖောက်သွားတာပေါ့။သူကလည်းကျုပ်ရဲ့ဓာတ်ကိုလက်နဲ့ဆုပ်ကန်ပြီးတော့ပြန်ထုတ်ဖို့ကြိုးစားရင်းဓာတ်တက်လက်နဲ့ဘဝနီကိုထုတ်သွားခင်ရတယ် ုံနဲ့ယာမနဲ့ဦးတောင်းတဲ့စိတ်ပူသွားပြီးပြေးလာတာပေါ့ဟာတော်ပါသေးရဲ့ဗျာဦးတောင်းနဲ့ယာမတို့ဘာမှဖြစ်ကြတာဓမြအလောင်းတစ်ခုပေးမှသွေးပြေးနေတဲ့အဝိတ္တနဲ့ထိုင်နေတဲ့ယာမနဲ့ဦးတောင်းကိုမြင်တော့မှကြုတ်စိတ်ရေးသွားတယ်လေလကားကောင်းနေပါကွာမူးနေရောလေဟိုခုတ်တီခုတ်ပေါ့ငါတို့အာမတုံးလိုက်ရပါဘူးမူးနေရောလေပိုးဆင်ပြေးသွားတာပေါ့ဦးတောင်းကပြောရင်းနဲ့အလောင်းတစ်ခုပေါ်ကိုတတွေးထွေးလိုက်တယ်ရှာမောဘာဖြစ်သွားသေးလဲ ကျုပ်လည်းဘာမှဖြစ်မအောင်ဦးတောင်ပြောသလိုပဲဒီကောင်လေးကိုတက်ရတာအရှမ်းလွင်တော့အတားဆိုရင်ပြန်ကြမယ်ငါတို့သုံးယောက်အကြာကြီးပြောင်းနေအမေစိတ်ပူနေလိမ့်မယ်ကျုပ်ပြောလိုက်တော့ဦးတောင်ကခေါင်းညင်ရင်နေအေးလေးပြန်ကြမယ်ဒီကောင်လေးကိုတော့ဒီတိုင်းထားလိုက်မယ်တာရဲတရိစံနေစားစားပါကွာကျိုးတို့ကလည်းပထမဆုံးလက်စားချေခြင်းအတွက်လည်းကျင်းနဲ့နေမိရပေါ့ရမကလည်းကျင်းနဲ့အားရနေရရှိနေကျိုးတို့အိမ်မရောက်ခင်စမ်းကြမှာရေချိုးလိုက်ပြီးတော့ပြန်လာခဲ့ပါရင် အိမ်ရောက်တော့ကျုပ်တို့ပြောင်းလို့စိတ်ပူနေတဲ့အမေစောင်းနေကိုလည်းတွေ့ရတာပေါ့ကျုပ်တို့ထမင်းစားပြီးတော့မိသားစုစကားဝိုင်းလေးစတင်ခဲ့တာပေါ့ဗျာပရိသတ်များခင်ဗျာအခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာနီတော်မောင်မတ်နဲ့ယာမားနဲ့တွေ့ဆုံခြင်းနဲ့ပထမဆုံးလက်စားချေခြင်းဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။နားဆင်ပေးခဲ့ကြတဲ့ပရိသတ်တအူးတယောက်ချင်းစီကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျ။ဒီဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျွန်တော် ကိုခန့်မဲ့ဖြစ်ပါတယ်ခင်ဗျာ။